မြန်မာနိုင်ငံသားတွေအယောင်တင်မှုသုံးနာတွေကိုရှော့ကြသေးခြင်းနဲ့ဟင်းခက်အယောင်တင်မှုလေဟင်းခက်အယောင်တင်မှုကဘာလို့ဘာလို့ပြောရလဲဆိုရင်ကျွန်တော်16 18နှစ်16နှစ်18နှစ်သားလောက်ပါကျွန်တော်တို့မြို့မှာလေအယောင်တင်တို့စနေမှုတို့နာမည်ကြီးတဲ့တစိမ့်ထုတ်တာကျွန်တော်ဦးလေးရထုတ်တာလေကျွန်တော်အမေရဲ့မောင်ကျွန်တော်မြို့မှာနာမည်ကြီးပဲဗျာအယောင်တင်မှုဟင်းခက်မှုလေ အရောင်တင်းမောကဘလို့လှုပ်လဲဆိုရင်ဟိုဈေးအကြီးဆုံးကတော့ငရုတ်သီးနီရဲနေတယ်အတောင်စစ်စစ်ကြီးပေါ့နော်ငရုတ်သီးစစ်စစ်အတောင်နီနီရဲရဲကြီးကိုကြိတ်တာဘာမှမယုံအဲ့ဒါတော့ဈေးကြီးတယ်ပေါ့ဗျာဈေးကြီးတော့တချို့လူတွေမဝယ်စားနိုင်ဘူးစဉ်းစားတယ်ဝယ်မစားနိုင်အဲ့ကြရင်ငရုတ်သီးအရောင်တင်းမောအတုကိုဘလို့လှုပ်လဲဆိုတော့ငရုတ်သီးမိုးမိထားတဲ့မအောင်တဲ့ဟာတွေပေါ့ဗျာဖလန်ချောင်းတွေအဖြူတွေအဖြူတွေမหนีဘူးလေဗျာအဖြူတွေ မိုးမိပြီးတော့ပြက်တဲ့ဟာတွေဖလန်ချောင်းတွေအဲ့ဒီငရုတ်သီးအဖြူချောင်းတွေဟိုမှာဖျားတွေလူစားတဲ့ဆေးမဟုတ်ဘူးเนาะလူစားတဲ့ဆေးဆိုရင်ကိစ္စမရှိဘူးအဲ့တော့တော့ကိုရီးယားဗဟုသုတမရှိဘူးလေကျမ်းမာရေးတွေဘာတွေနားမလည်ဘူးဦးလေးခိုင်းလောက်ရတာပေါ့ဦးလေးတို့ကလည်းသူကလည်းစီးပွားရေးတွေအပြိုင်ဆိုင်နေဆိုလောက်ကြတာပေါ့ဖျားတွေမှာစိုးတဲ့ဆေးလေတချို့ဆိုအဲ့ဒီဆေးကိုဆော့ပင်နဲ့လေအဲ့ဒီဖျားစိုးဆေးကိုရေလေးစိန်ပြီးတော့ဆော့ပင်နဲ့ဆော့ပင်အချောက်လေဆော့ပင်မမှင်မပါဘူးအဲ့ဒီဆော့ပင်နဲ့ စံအိတ်တွေဘာတွေမှာစာရေးတယ်စံအိတ်စာတွေမှာစံဆိုင်တွေမှာအသုံးပြတယ်အဲ့ဒီဈေးလူစားတဲ့ဈေးမဟုတ်ဘူးအဲ့ဒီဈေးကိုအဲ့ဒီဈေးတွေကိုဟိုမှာဖွဲနှုနဲ့ရောကျိတ်ပြီးတော့ခင်းခက်ရောင်းတယ်မဟုတ်ဆိုပြီးတော့အဲ့လိုအတူလောက်ရောင်းတယ်လေလူတွေကမတိကြတော့ကျမ်းမာရေးကင်ဆာရောဂါတွေဖြစ်တယ်ဆိုတော့မတိကြတော့ဝယ်စားကြတာပေါ့ပြီးအဲ့ဒီငရုတ်သီးအဖြူချောင်းတွေကိုလည်းအဲ့ဒီဈေးဆိုရင်ရဲသွားတယ်ဖွဲနှုတွေကိုလည်းအဲ့လိုရောင်းတယ်မဟုတ်လောက်ရောင်းကြတယ်အဲ့တော့ပြောချင်တာရောင်းတယ်မဟုတ်ခင်းခက် ငရုပ်ကြီးစစ်စစ်ကိုကြိတ်ထားတယ်ဆိုရင်တော့မှလုံးဝနီရဲနေတဲ့မျိုးအောင်နဲ့နီရဲနေတဲ့အတောင်ကြီးကိုကြိတ်မှသာသူကဆေးဆိုးစရာမလိုတာအဲ့ဒါကြောင့်မှဒါပေမဲ့အဲ့ဒါကြီးဈေးကြီးတယ်အတက်နိုင်ဆုံးတော့ငရုပ်ကြီးအတောင်လိုက်လေအတောင်ပေါ့ပဲဖြစ်ဖြစ်အတောင်ရှိပဲဖြစ်ဖြစ်ကိုကကိုထောင်းတာအကောင်းဆုံးပဲကိုကကိုထောင်းပြီးတော့ခင်းချက်ကနီးပါလေရေနွေးလေးနဲ့စိန်ပြီးတော့ထောင်းတာပဲဖြစ်ဖြစ်ဒီတိုင်းအချောက်ထောင်းတာပဲဖြစ်ဖြစ်ကိုကကိုထောင်းပြီးတော့ခင်းချက်စားတာအကောင်းဆုံးပဲ ဆယ်ကတခါအရေးကြီးလို့မထောင်းနိုင်တဲ့အချိန်တမ်းမှာအယောင်တင်ဖို့တုံးနေခြင်းအယောင်တင်ဖို့အတူကကြောက်ဖို့ကောင်းတယ်အဲ့ဒီသူ့ကိုဆိုးတဲ့စီတွေကလူစားတဲ့စီတွေမဟုတ်ဘူးအဲ့ဒီဖြာဆိုးစီဖြာဆိုးစီတွေမို့လို့ဆက်နွေးမုံဆက်နွေးမုံအတူကတော့အဲ့လောက်ကြောက်စရာမကောင်းဘူးအဲ့ဒါဆိုဆက်နွေးမုံအတူကြရင်စီမဆိုးအောင် စနင်းစနင်းမုံလည်းအတုတုတ်ရောင်းကြတယ်ကိုကိုတိုင်းလောက်ခဲ့ဘူးလို့ဒါဟာပြောပြတာမဟုတ်လူတွေမဖြစ်အောင်စနင်းမုံအတူကအဲ့လောက်ကြောက်ဖို့မကောင်းဘူးအဲ့လောက်ယောဂရဖို့မရှိဘူးဘာလို့လဲဆိုတော့ဖွဲနှုလို့စံမုံလို့ဆိုတာလူစားလို့ရတယ်လေဖွဲနှုကလည်းလူအတွက်အဟာရရှိရရှိတယ်သူ့ကြဆေးနဲ့မဆိုးဘူးစနင်းမုံအတူကြတော့ဆေးဆိုးပြီးလောရတာမဟုတ်စနင်းကောင်းချမ်းကြီးတယ်လေတို့စနင်းဥကြီးတို့မတိရအညာဟောပါဘူးတချို့ဆိုရင် အဲ့ဒီစနွင်းဥကြီးကိုခေါင်းချမ်းကြီးကိုဆွေးပြီးတော့မဲနေတဲ့ဟာလေစနွင်းခေါင်းချမ်းကြီးအဲ့ဒီခေါင်းချမ်းကြီးနွားမီးတိုက်တဲ့စနွင်းမိုင်းစိတ်ချမ်းနေပါလေလေရှင်ပြအောင်လို့ရှင်ပြအောင်မီးမွေးတယ်လေအဲ့ဒီစနွင်းခေါင်းချမ်းကြီးနှစ်ချို့ကြီးပေါ့ဗျာအဲ့ဒီခေါင်းချမ်းကြီးကစနွင်းကအတက်ကိုပဲကြိတ်လို့ရတယ်အဲ့ဒီခေါင်းကြီးဥကြီးကြိတ်လို့မရအောင်သူကအစီနှစ်တွေတားများ အဲ့ဒီစနင်းခေါင်းချမ်းကြီးတွေဟိုမှာဘယ်လိုလုပ်လဲဆိုဟိုမှာစံတအိတ်လောက်ဖွဲတအိတ်လောက်ကိုအဲ့ဒီအဲ့ဒီစနင်းခေါင်းချမ်းတပိတ်တာလောက်နဲ့ရောပြီးတော့ချိန်လိုက်အဲ့စံဒီဖွဲတွေကအကုန်လုံးအဲ့ဒီစနင်းကောင်းချင်းရဲ့အစီအနစ်တွေအရာကူးပြီးတော့စနင်းမုံရောင်ဖြစ်သွားသူကတော့စနင်းကတော့စီမတုံးအဲ့ဒီစနင်းကောင်းချင်းကိုပဲတုံးပြီးတော့စနင်းအတူလောက်တာစနင်းကောင်းချင်းကိုစံဒီဖွဲနဲ့ရောကျိပြီးတော့တုံးတာ အရာအယောင်နဲ့မှုန်စားတာလေးကယူဆိုင်ကြပါလို့